ားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်မနေ့ညတော့ကကျွန်တော်တို့စိတ်ဝင်စားစရာဥရောပပွဲတွေပေါ့လေ။ဥရောပပွဲတွေရှိတယ်၊ Premier League ပွဲတွေရှိတဲ့အချိန်မှာဒါအခုလက်ရှိမှာ Champion League ပွဲတွေကြောင့်တချို့အပြောင်းအလဲတွေအများကြီး upset ဖြစ်တာတွေရှိတယ်။မနေ့ညက key ပွဲတွေက La Liga က Barcelona က Valladolid ပွဲရှိတယ်။ now parisian germain strabo ဘွဲရှိတယ်အဲ့ဒါက champion league ဘွဲကြောင့်လေ title race ရဲ့မှာဆိုလာနပိုလီနဲ့ lecce ရှိမယ် inter milan hirona ရှိမယ်အဲပြီးတော့မှ arsenal ကဒီဘုံမောက်ဘွဲရှိတယ် arsenal villa ဘွဲရှိတယ်ဘွဲတွေကဘွဲကောင်းတွေအများကြီးပဲရှိတယ်မနေ့ညကဆိုရင် efc champion league ဘွဲ champion league final ဘွဲပါရှိတယ်ဗောလေဆိုတော့ကျွန်တော် premier league ဘက်ကိုကြည့်တဲ့အခါမှာကျွန်တော် premier league ဘက်ကိုကြည့်တဲ့အခါမှာ manchester city ကတောက်ချာနေမှာနိုင်သွားတဲ့အချိန်မှာ ဒါစနေနေ့မှာစုစုပေါင်း၄ပွဲကန်တဲ့ချိန်မှာအာဆင်အသင်းကတော့အိမ်ကွင်းမှာဘုံပေါက်ကိုရှုံးသွားတယ်ဆိုတော့ကျွန်တော်တခုပဲဒေါသထွက်စရာအချက်ကလီဗာပူးချန်ပီယံဖြစ်သွားတဲ့ကြောင့်အဆင့်2ဖြစ်ဖြစ်အဆင့်3ဖြစ်ဖြစ်အဆင့်4ဖြစ်ဖြစ်အဆင့်5ဖြစ်ဖြစ်ဘာမှပြဿနာမရှိဘူးဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အထက်ကကစားမတွေအားလုံးကို rotate မလုပ်တဲ့အာထီတာရဲ့ပြဿနာကိုဒီကဖြစ်တာ မီကာဒေတာဟာပါရစ်စိန့်ဂျာမိန်နဲ့ကံမဲ့အရေးကြီးခရူရှယ်ချန်ပီယံပွဲရှိတဲ့ BSC ဆိုရင်ဆွာဖို့နဲ့ကံတဲ့ပွဲမှာတသိန်းလုံးဂိုးသမားကစားအကုန်လုံးအရန်မှတ်မှတ်ရရဒီဂျွာနာဗက်စတယောက်တော့ပဲပါကြအဲ့လိုချိန်မှာအထက်တာကမီကယ်မူရီနိုကလွဲပြီးကျန်တာအကုန်လူဆုံးခံသွားတယ်။မလိုလားတဲ့အနာဂျီဒါဖြုံတိမှုအပါဝင် မတော်ဆဗန်ရတဲ့ကြောင့်ဘယ်လိုလုပ်လဲ။အာဆယ်ကဖုံးမရတဲ့ဆိုနောက်ဆုံးပါဖြစ်သွားတယ်ဆိုတော့အခုတိုင်ပတ်သွားတယ် လူစုံလဲထုတ်တယ်ပွဲလဲပန်းတယ်နောက်ဆုံးနိုင်လဲမနိုင်ဘူးတည်လဲမကြဘူးရှုံးမှာရှုံးသွားတယ်ဘုံမောက်ဆိုရင်အာဆင်နဲ့တွေ့တယ်ပရီးမီယာလီဂ်မှာခုနှစ်ပွဲရှိပြီခုနှစ်ပွဲလုံးရှုံးတာအမေရိကန်ကိုလာတာအခုဒီနေ့ပွဲမှာလည်းလာတယ်အထိုနီအီရာဝလာရဲ့အသင်တောက်လျှောက်ချေပြတ်နေပြီးတော့မှပြီးခဲ့တဲ့ပွဲမှာစနိုင်ပြီးတော့အခုဒီနေ့ပွဲမှာဒုတိယပိုင်းကစားတာတော်လေးကောင်းတယ်ဒါပေမဲ့အထက်သားအသင်ကတကယ့် poor performance ကစားပုံကတော့ရှင်းတယ်အစိုးရကသူတို့တရားမလို့အားမထည့်ပဲနဲ့50 60 80တက်မပူဘူးဗျကစားတာက IP 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 နဲ့ထုံးစံတိုင်း ကိုက set piece ကောင်းတယ်ကောင်းတယ်နဲ့တကယ်တမ်းဒီနေ့ set piece ကိုနှစ်ခုပေးလိုက်ရတယ်။ Dangle Rice ရဲ့ quality ကိုရှိတယ်။အဲကူကတော့တကယ် movement နဲ့ပေးဒီ passing လေးတွေကောင်းပြီးတော့ဥဆောင်ကိုတွဲပေးမယ်။ဘုံမောက်ကဒါဘယ်လိုပြောမလဲ။ Tin Holson ကဒီ Saman Yu ရဲ့ cross ကနေလက်ပစ်ဘောကနေခေါက်တိုက်လက်ပစ်ဘောပစ်တာကိုခေါက်တိုက်တွင်းခံရတယ်ဆိုတော့ကျွန်တော် Stoke City တို့ခစ်ပဲရှိတယ်ဗျာ။ Bolton တို့ခစ်မှာဖြစ်တယ်။ဒီကိစ္စမှာရှားတယ်ဗျာ။အဲ့လိုမျိုးခေါက်တိုက်တွင်းခံတာ Arsenal နှစ်ခါသုံးခါလောက်ရှိပြီ။မနေ့ကရောဒီနေ့အတွက်မှာဒါဟာ တို့တော်တော်ကိုဖူးဝဖြစ်တဲ့အချက်နောက်တစ်ခုက ဒီ evidence ကတော့ခေါင်းတိုက်ဆက်ပြီးချပေးတာခါနေပိတ်သွားတာဆိုတော့ arsenal ဟာဒီဘက်နောက်ပိုင်းမှာ clean sheet ရသေးရထိုက်တဲ့ပွဲတိုင်းမှာမလိုလားတဲ့ကိုတွေပေးရပြီးတော့အခုဒါဒီဒီပွဲမှာဘုံမောက်ကိုသူတမိုင်းလျှောက်ပထမဆုံးချင်း emery မှာရှုံးသွားတယ်အစောပိုင်းပွဲမှာတော့ arsenal villa က fulham ကိုတကူးကုန်ရှင်နိုင်တယ်ဒါ arsenal villa အနေနဲ့မဖြစ်မနေအမှတ်လို့သူတို့သူတို့ကိုယ်တိုင်လည်းပွဲတွေကဆက်တိုက်သူတို့ကဘုံမောက်နဲ့ကန်ရမယ်ပြီးတော့လည်းနောက်ထပ်ပွဲတွေဆက်တိုက်ရှိတယ် manchester united တို့ spurs တို့ကန်ရမယ်ဒါပေမဲ့ဒီသင်းတွေအမှတ်မလို့တဲ့အကြောင်း villa အတွက် chance ရှိမှာဒီပွဲကသူတို့အတွက် crucial ချက်ပွဲဒီတရားမှာဗီလာကတလုံးတည်းသောဂိုးပေါ့လေတလုံးတည်းသောဂိုးကိုအစိုးကြီးတဲ့ကတွင်းထားတယ်အဆုံးဗီလာအသင်းကဒါပထမပိုင်းမှာတည်းကယူလီတီလမန်ကခေါင်းတိုက်ပြီးတော့ဂျွန်မကင်းရဲ့ဂိုးနဲ့ဒါခေါင်းတိုက်ပြီးတော့ဂိုးသွင်းတယ်အဲ့တဂိုးတည်းနဲ့အဆုံးဗီလာအသင်းဦးဆောင်ထားတယ်ဖူအန်လည်း couple chance လေးတွေရတာမှန်ပေမဲ့တပွဲလုံးတိုက်တာနဲ့ရှင်တိတ်ပြီးတော့ထူးခြားမရှိဘူးသူက unite everything ကအမှန်တိုင်းပြောရင်တော့ဖူဟန်ကိုသူတို့ငဲနိုင်လို့ဖြစ်နေပြီ အာစမီလာဟာဖွန်ကိုအမြဲတမ်းနိုင်လို့ဒီနေ့ပွဲမှာလည်းအိုက်တီလမန်ရဲ့တလုံးတဲသောကိုနေဖီလာနိုင်သွားတယ်ပြီးခဲ့တဲ့ဘက်ကမထင်မှတ်ပဲနဲ့မန်ချက်စတာစီးတီးကိုနောက်ကျဒီနူနက်ဆက်ကိုနေရှုံးခဲ့တဲ့အာစမီလာအတွက်ကောင်းကောင်း recover လုပ်ပြီးတော့နိုင်ပွဲရတယ်ဆိုတော့ချန်ပီယံလိအတွက်တော်တော်လေးအခြေအနေကောင်းလာတဲ့အချိန်မှာ Everton နဲ့ Ipswich Town တန်းဆင်းသွားတဲ့ Ipswich ကို Everton က ဒါဘယ်လိုပြောမလဲနှစ်ကိုပြက်နိုင်တာဗောလေဘက်တိုနဲ့ drive man နေကိုသွင်းခဲ့ပြီးမှဒါ siso နဲ့ harris ကတကိုးစီပြန်ချပြီးတူးတူးတည်ကြတယ်တန်းစင်းနှစ်သင်းဖြစ်တဲ့ southampton နဲ့ leicester city ပွဲမှာတော့ဒါ southampton နဲ့ leicester city ပွဲမှာတော့ leicester ကအိမ်ကွင်းမှာ jimmy vardy နဲ့ Jordan AU ရဲ့တလုံးကိုးစီနဲ့သူတို့နှစ်ကိုးပြတ်နိုင်တယ်။ Jimmy Vardy ကတော့ Premier League မှာ144ကိုးနဲ့ Premier League ရဲ့ top 14 ဖောက်ကူစရာဖြစ်မှတ်တမ်းဝင်နေဆိုတော့အခုပရီးမီးယားလိဂ်ကအခုလောလောဆယ်အနေထားရစနေနဲ့တောက်ကြနေကံရက်ပြီးမှလီဗာပူးက82ကိုကံကြံလို့အချိန်မှာအာဆင်က35ပွဲမှာ60ခွန်း မန်စီးတီးက35ပွဲမှာ64သူတို့နှစ်သိန်းကြားသုံးမှတ်ပဲကွာပြီးတော့ယူကာဆယ်တပွဲရော62ချယ်ဆီတပွဲရော60ဖောရက်စ်တပွဲရော60အာဆွန်ဗီလာတပွဲပို60အတီးတီးဖြစ်ထားတယ်တိုက်စစ်ဂိုးများဆုံးတွင်းနေတို့ဖန်တီးမှုကတော့တိတ်အပြောင်းလဲမရှိဘူးဒါကပရီးမီးယားလိဘောလေဒီနေရာမှာဘာဆိုနာကလာလီဂါမှာတကယ်ကိုတူတင်ကိုတင်အကျိတ်နဲ့ကန်သွားတာဗောလေဒါသူတို့တော့တကယ်ကိုခက်ခဲကစားခဲ့ရတယ်အတိုက်ကူမတ်တွေကဒီမိုဒီပိုအလာဗက်ကိုတေးချရတယ်ဘာဆိုနာကပြီးခဲ့တဲ့ချန်ပီယံလိတုံးက ကအင်တာမီလန်ကိုအချိန်နဲ့ကံပြီး3-3တိကျတော့ဒီပွဲကိုအကုန်လူတွေနားထားတာဒါမှမဟုတ်အဆုံးသတ်မှာဘာဆိုနာအတွက်နောက်ကျကူးတွေစက်တိုက်သွင်းတော့ပထမဘယ်လာရူးရီကအစိုးရတွေကတန်းဆင်းထားတဲ့အသင်ကဥဆောင်ကိုတွဲထားပြီးတော့ဘာဆိုကနောက်ကလိုက်စားလိုက်စားရင်းနဲ့နောက်ဒုတိယပိုင်းမှာဒါရော်ဖင်ညာဒုတိယပိုင်းမှာပထမပိုင်းပြီးကနေမှာဘာဆိုနာဘက်ကဒီဒန်နီရိုဒရီဂက်ဆိုတဲ့ချက်တိတ်လေးနာသွားလို့ရမားဝင်လာတယ်ဒုတိယပိုင်းမှာရော်ဖင်ညာအပါညာတီအောင်လို့ဝင်လာခဲ့ပြီးတော့မှ ါဒုတိယပိုင်းမှာပဲ Rafinha ကတကိုးပြီးတော့ Fermin Lopez ကတကိုးနဲ့ Barcelona က2-1နဲ့နိုင်တယ် Champion လူပွဲလုပ်နေတဲ့ Inter Milan ရော Napoli ရောနှစ်သင်းလုံးနိုင်တယ် Napoli ကအဝေးကွင်းမှာ Lecce ကို Respadori ရဲ့တလုံးတဲသောဂိုးနဲ့နိုင်ပြီးတော့ Inter Milan ကအိမ်ကွင်းမှာ Hirona ကို အဆရနီရဲ့တလုံးတဲတော့ပနယ်တီကိုနဲ့နိုင်တယ်အင်တာမီလန်ကတသိန်းလုံးဒီပါအရန်လေးပြောင်းထားတယ်ဒီကြားထဲမှာပါရီစိန့်ဂျာမိန်ကစထရာဘောကိုသူတို့လည်း2-1နဲ့ရှုံးသွားတယ်ဒီနေရာမှာဥရောပပွဲထဲမှာဘိုင်မြူနစ်ကလိုက်ဖ်ဆက်ကိုတီးကြတော့ချန်ပီယံဖြစ်ရမယ်ဟာရီကိန်းရဲ့ချန်ပီယံဖြစ်ခွင့်ဟာ life set ရဲ့နောက်ကျ၉ချောင်း sheet တစ်ပတ်ကိုပြန်ဆောင်ရမယ်။ဘလို့ပဲဖြစ်ဖြစ်သင်ချာနီးရ good different 30လောက်กว่าတဲ့အတွက်လက်ချံ၃ဘွဲ့မှာ Liverpool ဆင်း၃ဘွဲ့လုံးနိုင် Bayern ၃ဘွဲ့လုံးရှုံးနေတော့မှ good different နဲ့ champion ဖြစ်မှာဖြစ်တဲ့အတွက် Hurricane ရဲ့ပထမဆုံး champion supplier ကမင်းညာက Bundesliga နဲ့ရရမယ်အစားထပ်ပြီးတလေးဖြစ်ပြီးတော့ sheet တစ်ပတ် Munich Club နဲ့ပွဲအပြီးမှာသူတို့ champion ဖြစ်မယ်။ Arsenal Champion League ပွဲမှာတော့ ဒါအာလနာစာကိုလိုင်းတဲ့ G League Club အသင်းကိုဒါအခုလက်ရှိမှာတော့ဒီဘယ်လိုပြောမလဲ AR League အသင်းကနှစ်ကိုပြတ်နေနိုင်တယ်ဆိုတော့ Asia Champion League ကအရင်လိုပုံစံမျိုးမဟုတ်တော့ဘဲနဲ့အခုလောလောဆယ်မှာသူတချို့တဲ့ပုံစံနဲ့ Saudi Arabia နိုင်ငံမှာကျင်းပခဲ့ပြီးတော့မှ AR League အသင်းကဒါဒီနိုယာဒီမမခေါ်ထားတဲ့ Kelano တို့ Frank Cassier တို့ရဲ့ Twin Goal တွေနဲ့ဒါ Kawasaki အသင်းကို နှစ်ကိုးပြန်လာနိုင်တယ်ဆိုတော့ဂျီလီကလပ်တွေကနှစ်ချင်းနှစ်နှစ်ဆက်တိုက်အရှာကပ်ချန်ပီယံလိပြိုင်ပွဲရဲ့ final မှာရှုံးတယ်မနေ့ကလုံးက AA ကိုရှုံးတယ်ဒီနေ့ AR လိဆိုတော့ AR လိကဒီပွဲနိုင်တော့သူတို့တမိုင်းတွက်အရှာချန်ပီယံလိချန်ပီယံဖြစ်တယ်ဒါအခုလောလောဆယ်နေထားရ Roberto Firmino ကတော့ဒါချန်ပီယံလိ final ရဲ့အကောင်းဆုံးပုံသမားဆို Roberto Firmino ပေါ့လေဒီသင်က Real Madrid ဆို Roberto Firmino တို့ Galano တို့ Ivan Toni တို့ quality player တွေအများကြီးနဲ့သူတို့ကအာရှချန်ပီယံလိရသွားတော့ရှင်းနှစ်ဆိုဒီပရိုလိဂါဒီချန်ပီယံလိဝင်ခွင့်ရပြီဆိုတော့အာနာစာကအဟလာနဲ့အပြိုင်လက်ကျန်ချန်ပီယံလိဝင်ခွင့်တနေရာကိုလူရပါဆိုတော့အေဂျီတဲကတေချာပေါ့ချန်ပီယံလိဝင်ပြီ ตัวตัวโซอันดาสักเส้นโตเอเฮอฮาลากเส้นนี่ตรุนเตนเนี่ยก็เต็มบ่าวโซตรุอ่ะต้งเนี่ยไปยาละโซอาชาแชมเปี้ยนลีกมาเออาร์ลีแชมเปี้ยนဖြစ်တယ်နောက်တစ်ဖက်ကနာပိုလီအင်တာမီလန်နိုင်နဲ့ဘာဆိုနာနိုင်ပြီးတော့ဒါတစ်ဖက်ကအာစနယ်ရှုံးနေသွားလို့ပဲရစ်ဆန်ဂျာမန်ရှုံးနေသွားတယ်စနေနေ့ပွဲတွေမှာအားလုံးကျေးဇူးပါတယ်